ဆိုတဲ့နေရာမှာ အများကြီးလှူစရာလှူမှဒါနမြောက်တယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူးဘယ်ပုံမှာမူတည်တုံးဆိုရင်လူရဲ့စိတ်ဓာတ်ပုံမှာမူတည်တယ်မိမိစားတဲ့ထဲကတလုံးတဆုပ်လှူရင်လည်းလှူတာပဲဒါနနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဝိသကောတ္တတုံးမှာဟောတာရှိမိမိစားတော့ပြီးလို့ဥခပကံနေဆစ်ကြောတဲ့အခါမှာ အဲ့ဒီအိုးခွက်ပကံနေမှာရှိနေတဲ့အကျွင်းအကြံလေးတွေကိုစွန့်ပစ်တဲ့အခါမှာတောင်မှပဲဒီပုံမှန်တရားလေးတွေဟာဒီစားကျွင်းစားကြံလေးတွေကိုစားကြပါသေးဆိုတဲ့စိတ်ထဲမှာယေရှုချက်ကလေးနဲ့စွန့်မယ်ဆိုရင်နဲ့အဲ့ဒါဒါနာကုသိုလ်ဖြစ်တယ်လို့မြတ်စွာဘုရားအဲ့ဒီဒါနာကုသိုလ်ရဲ့အကျိုးဟာလေကိုယ့်ပုံမှန်တက်ရောက်မှုရှိတယ်လို့ဒီလိုဟောတာမြတ်စွာဘုရား ဒီလိုဟောတာအဲ့တော့မရှိလို့မလူဘူးဆိုတော့ဆင်းကြီးကမလူမလူလာအပ်တဲ့အရာပဲပေါ့ဒါနကောင်းမှုဆိုတာကိုစားတဲ့တရားနေတလုံးတစ်ခုခွဲပြီးတော့လူလည်းပဲဒါနကောင်းမှုဖြစ်တာကိုတောင်းတဲ့ရေကိုတောင်းမဲ့ရေတဲကနေပြီးတော့တဝက်လျှော့တော့ပြီးတော့ဖះကိုရေကပ်မဲ့ဆိုရင်လေကုသိုလ်ကောင်းမှုဖြစ်တာပဲပန်းတပွင့်လူရင်လေကုသိုလ်ကောင်းမှုဖြစ်တာပဲဒါနကောင်းမှုဆိုတာ တကယ်စိတ်စေရနာရှိပြီတကယ်လှုပ်ချင်တဲ့စိတ်ဆွမ်းအားတွေရှိပြီဆိုရင်ကုသိုလ်ဖြစ်တာတည်းကြည့်ပဲဒါနာကောင်းမှုလှုပ်လို့ရတာကြည့်ပဲဒီလိုဆိုတာပေါ့မိသား